စေတုတ်တဲ့အလုတ်ကိုဘာလို့ရွေးချယ်ပြီးလုပ်ရတာလဲဒီစေလိုင်းစေတုတ်တဲ့အလုတ်ကတခြားအိမ်ဖော်တို့ဆိုင်အလုတ်တွေထက်ပိုပြီးစိတ်ရောကိုယ်ပါလွတ်လပ်ပါတယ်ဒီထိုင်းနိုင်ငံမှာနန်းအိမ်ဖော်အလုတ်တွေတခြားသောအလုတ်တွေလည်းလုတ်ခဲ့ဖူးတယ်ပေါ့နော်တထေးနဲ့နေတထေးနဲ့ဆန်းဇေယျငိမ့်အိမ်ဖော်မျိုးကတထေးဘလောက်ပဲကောင်းကောင်း ဒီတထေကပတ်စံပေးပြီးအလုတ်သမားကိုအင်အလုတ်တွေလှုပ်ခိုင်းဖို့အလုတ်သမားခေါ်ထားတာမို့အန်ဒီအင်အလုတ်ကိုလှုပ်နေတဲ့ချိန်မှာတထေမျက်နှာကိုကြည့်ပြီးတနေ့ပြီးတနေ့ဖြတ်တန်းရတာမို့နန်းကားဒီတထေနဲ့နေတထေနဲ့စားအိမ်ဖို့အလုတ်ကနန်းတွဲစိတ်ချင်းကြက်စီတလိုမျိုးပေါ့နော်ဒီထိုင်းနိုင်ငံမှာနန်းတွဲတခြားအလုတ်တွေရွေးချယ်ပြီးလှုပ်လို့ရနေသေးတယ်ဆိုရင်ဒီတထေနဲ့နေတထေနဲ့စားစရိတ်ငိမ့်အိမ်ဖို့အလုတ်ကိုတော့နန်းတွဲနောက်ဆုံးရွေးချယ်မှုဖြစ်မယ်ထင်တယ် ဟိုဒီလိုအပြင်းမာနေပြီးမနှက်သွားညပြန်တဲ့အိမ်ဖို့အလုပ်ဆိုလဲနန်းလုံနိုင်တယ်ပေါ့နော်ဒါပေမဲ့တထင်းအိမ်မှာပဲ24နာရီနေပြီး အလုပ်လုပ်ပြီးအဲနေရမယ်ဆိုရင်နန်းအတွက်မွန်းကျက်လွန်းတယ်တထင်းနဲ့နေတထင်းနဲ့စားစရိတ်ငိမ်အိမ်ဖို့အလုပ်ကိုလုပ်ဖူးတဲ့လူတိုင်းဒီခံစားချက်ကို သိမယ်ထင်တယ်ဒီဆေးလိုင်းဆေးတုပ်တဲ့အလုပ်ခါကျတော့ကိုနေမကောင်းလို့တနေ့ အဲဒီနေ့နေမကောင်းဘူးဒီနေ့နားလိုက်လို့ရတယ်အိမ်ဘွားလို့ခါကြတော့အလုတ်တရက်တရက်နားဖို့ကတတိမျက်နာကြည့်ပြီးခွင့်တောင်းရတယ်တတိပင်နာမှနားရတယ်ပေါ့နော်ဒီထိုင်းနိုင်ငံမှာအိမ်ဘွားအလုတ်လုပ်နေတဲ့သူတွေတချို့လူတွေဆိုရင်တစ်လလုံးမှနားရတရက်မှမရတဲ့လူတွေလည်းအများကြီးပဲပေါ့နော်အမှန်ဆိုရင်တစ်ပတ်မှတရက်နားရတယ်ပေါ့နော်တချို့တတိတွေကပြီးမနာကြဘူးတချို့တွေဆိုရင်နားရနှစ်ရက်တချို့ခါကြတော့နားရတရက်မှမရတဲ့လူတွေအများကြီးပဲ ဒီဆေးတောက်တဲ့အလုပ်ခါကျတော့အရေးကြီးကိစ္စရှိလို့ဒီနေ့အရေးကြီးကိစ္စရှိလို့သွားလိုက်ရင်သွားလိုက်လို့ရတယ်။နေမကောင်းတာမကြမ်းလို့တရက်နာချင်းလဲနားလိုက်လို့ရတယ်။ဆေးတောက်တဲ့အလုပ်ကလူပင်ပန်းပေမဲ့စိတ်မပင်ပန်းဘူး။ရှင်းရှင်းပြောရရင်ဆေးတောက်တဲ့အလုပ်ကိုစိတ်ရောကိုယ်ပါလွတ်လပ်လို့နန်းကရွေးချယ်ပြီးလုပ်ရတာပါ။